ချီးရွှာပေးနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ18ရက်တနင်္လာနေ့တနေ့တာလက်နေရက်ကအနောက်ရက်စန္ဒီယရက်ကအနောက်ရက်ရံပေါ်ရရက်ကအရှိရတူဖြစ်ကြပါလေဘုလားဆန်းရှင်ရက်ကသွားတည်နေခါဂျိုနေထားရ တိတ္တယာတိမှာဇာတာပရိဂျုံတည်ရှိတယ်။မေထုံယာတိမှာအင်္ဂါဂျုံကံယာတိမှာကိတ်ဂျုံတူယာတိမှာတနေလာဂျုံပြောင်းနေတည်ရှိတယ်။ကုံယာတိမှာတော့စနေဂျုံတည်ရှိနေပြီးတော့မေယာတိမှာတနေငွေဂျုံယာဟုဂျုံတို့ရှိပြီးတော့ပြောင်းပြန်သွားနေတဲ့ပုံထုနဲ့နောက်ပြန်ပြောင်းပြန်သွားနေတဲ့တောက်ကြတော့လည်းမေယာတိမှာတည်နေတယ်။ ကောင်းကင်ကျော်နေထိုင်ရမေတ္တာရာသီဘဝတွေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။မနေ့ကိုးနိုင်ရနေ၁တနိုင်ကြာနေ့တနိုင်နဲ့သုံးနိုင်ကြာတွေမှာပေါ်လာတဲ့ခွင့်ရည်တွေကိုသုံးချအောင်မြင်မယ်။မေတ္တာရာသီဘဝတွေအတွက်အရာရာဆင်ပြေခြင်း၊ကံကောင်းခြင်းလိုပြည့်စုံခြင်းတွေရှိမယ်။မိမိစန္ဒရည်ရွယ်ချက်တွေအောင်မြင်ဆွေးနွေးခြင်းကြောင့် မေတ္တာရာဒီဘွားတွေမှာခီးကိစ္စဆင်ပြေပဲပြောင်းလဲနေတိုးတက်မှုရှိပဲ။ဒါပေမဲ့မှာကာကြီးခါခွေကဘာသူများကြောင့်စိတ်နောက်ရှဲနေငယ်ရှိပဲ။ကရကရာဒီဘွားတွေမှာရှင်ပြန်မှုမှမြောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြတ်ခြင်းတွေရှိ။မနေ့ရှင်းနိုင်တဲ့၁၀ရက်နေ့၁၀ရက်၄၈ရက်ကြာအထူးကောင်းတဲ့ကံတွေတိုးတက်တဲ့ကံတွေပေါ်ပေါက်မယ်။သင်ရာဒီဘွားတွေအတွက်ကတော့အကျဉ်းစီရွယ်ချက်မှမြောင်အောင်မြင်မယ်။ ဝေချေလုံငယ်ရေရကဘဝကံလို့ဆိုတူတဲ့ပဲစီမံချက်ထားကြလားအမြင်ပဲကာယာဒီဘဝတွေမှာခီးကံကောင်းပဲပြောင်းလဲနေတူတဲ့မှုရှိပဲစာသာပရိနေဗုဒ္ဓနေစနေနေဝိသုမြာနေပူးတွဲတဲ့လုံငယ်နေရာတွေကောင်းတော့အကျိုးဆက်ကိုရရှိပဲတူယာဒီဘဝတွေမှာထူးခြားခြားကောင်းသောအနေထားနဲ့တွေ့တဲ့တက္ကံတွေပေါ်ပေါက်ပြီးတော့ရှင်းမထားတဲ့ကိစ္စတွေဉာဏ်လုံးပြည့်အစဉ်ပြေသွားမယ်ဘယ်နဲ့ကိုယ်နိုင်တဲ့ဆယ်တဲ့ခွေးချာနေ့တနိုင်နဲ့ သုံးတဲ့ကြားဒီမှာပေါ်လာတဲ့အခြေအနေတွေကကိုယ့်အတွက်ထူးချိုးပေးတဲ့နေသားပေါ့မျိုးဖြစ်နေလိမ့်မယ်။ရိษာရာဒီဘွားဒီမှာရပိုင်ခွင့်တွေပြန်လည်ရရှိမယ်။အယက်ဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်။ရန်တိုက်ကနေနဲ့ချုပ်ပြီးမှအောင်မြင်မှုကိုရရှိမယ်။ဓနုရာဒီဘွားဒီမှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နေတယ်။ဒီနေ့ကနေလေအင်္ဂါနေ့ဝိသုများကြောင့်အနောက်ဆက်ရှိမယ်။အခက်အခဲကြုံရင်ဇာတာရိနေ့ဝိသုများထက်ကအထောက်အကူယူပါ။ မကာရယာတိဘွားဒီမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်။ရှင်မချက်တဲ့ကိုလက်တွေ့ကောက်ထဲပေါ်ပြီးတော့ဘဝရည်မှန်းချက်အောင်မြင်မှုနဲ့တိုးတက်မှုကိုဖန်တီးနိုင်နိုင်မယ်။ကိုယ်ယာတိဘွားဒီမှာစိတ်ချမ်းသာမယ်၊ရာရာဆင်ပြေမယ်၊အလိုပြည့်စုံမယ်၊ဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။မေယာတိဘွားဒီမှာစိတ်ပင်ပန်းသူပင်ပန်းဖြစ်တာတွေကြုံမယ်။ဘုရားစီစဉ်ထားတာကလုံးလွဲလွဲချော်ချော်တွေဖြစ်ကုန်မယ်။အတိုက်အခံတွေရှိနေတဲ့ဘဝတည်ပြန်တဲ့တိဆောက်အောင်ပါပေါ့။ စေကုသတွေပြန်လဲစောက်တည်ရမှာဖြစ်တဲ့ဒီတနေ့တာကာလအတော်အတွက်မှာအပြာရင်ရောင်ပြီးတော့ရောင်နဲ့ပြောင်းတို့ကိုတောက်ပြီးတော့အလိုရှိရာကိစ္စပြန်ဆောင်ရပါအဖြူရောင်ပန်းခွင့်ဖျားကတ်သူပြီးလောရာဆူတောင်းမှာကျေးဇူးတင်ပါတယ်